ဒီမှာ share Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champions ပြည်သက်တွေအားလုံးလည်းမင်္ဂလာပါအကျွန်တော်တို့အခုရောက်နေတာကတော့ဒါရန်ကုန်တိုင်းဒါမင်္ဂလာတောင်ကျွန်းမြို့နယ်ဒါစီပင်ရိပ်သာဝင်းပေါ့နော်ဆိုတော့ဒီမှာဒီဒီစီပင်ရဲ့ဒီဒီဝန်ထမ်းတူအနေနဲ့ဒါလက်ရှိလောက်ကိုင်းနေတဲ့ဆရာထွန်မင်းဆိုတော့နိုင်ငံတကာအဆင့်မှာရောဒီကမ္ဘာအဆင့်အာရှအဆင့်အရှေ့တောင်အရှအဆင့်ပြီးတော့ပြည်တွင်း local အောင်မြင်မှုအောင်များစွာရယူနိုင်ခဲ့တဲ့ကားပလောင်တူဦးဆိုတော့ဒီဆရာထွန်မင်းစီကိုရောက်လာတဲ့ဒီ အကြောင်းရင်းကတော့ဒါသူရယူခဲ့တဲ့အောင်မြင်မှုတွေဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာရှိနေတဲ့အကြောင်းအရာတွေပြီးတော့ဒီကစားသမားတို့ဦးအနေနဲ့ကိုယ်တိုင်ဖြတ်တန်းခဲ့သလိုအခုအနားယူပြီးတဲ့နောက်မှာသူ့ရဲ့နေထိုင်စားသောက်မှုပုံစံပြီးတော့မဖြစ်မနေပြောရမှာကကျွန်တော်တို့ဒီဘက်ခင်မှာ gen business ကအရန်ထွန်းကားလာတဲ့အခါမှာဒီ gen မှာနိပြဒီနိပြလုပ်နေတဲ့သူတွေရဲ့ဒီအသိပညာအတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုဘယ်လောက်လိုအပ်သလဲပြီးတော့ဒီ gen ကိုလာကြတဲ့ဒီအများပြည်သူဒါပြည်သူတွေပေါ့နော်ဒါပြည်သူတွေ client တွေဒါသူတို့အတွက်ဆိုရင်ဟော ဒီတကယ်စနစ်တကျနှီးပြနိုင်တဲ့သူတွေနဲ့ထိတွေ့ခွင့်ရဖို့ကဘလောက်အရေးပါကလေးဆိုတော့ဒီအကြောင်းအရာတွေပို့ဒါဆွေးဆွေးနွေးဖို့အတွက်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒီကားဘလောက်ပိုင်းဆိုင်ရာကျွမ်းကျင်သူတူဦးဖြစ်တဲ့ကိုစွန်းကြီးကိုစွန်းကြီးနဲ့ဒါဆရာဦးထွန်းမင်းတို့ဒါတွေ့ဆုံမဲ့အစီအစဉ်လေးအတွက်ဒီကိုရောက်ရှိနေဖြစ်ပါတယ်ဆိုတော့ဒီ UGMAT ပြည်ပရိသတ်တွေနဲ့ကြီးစုအားပေးကြဖို့တောင်းဆိုလိုက်ပါတယ်ခဏခဏကြီးစုပြန်ပြဆက်လိုက်ယူဂီမက်စတီပရိသတ်တွေအနေနဲ့ဒါကြီးစုအားပေးကြဖို့ဒါကျွန်တော်တိုက်တွန်းရင်းနဲ့ တော့ဒီအစီအစဉ်ကို select ခံစားကြည့်ရှုပါအောင်ခင်ဗျာသူတို့ကကျွန်တော်ကိုတာသမီလိုပဲထားတယ်အမျိုးလည်းမတော်ဘူးအကူလည်းမတော်ဘူးဥလေးလည်းမတော်ဘူးလူစိမ့်တော့ငါကျွန်တော်ကိုသဘောကျလို့ဆိုပြီးတော့အဲသူတို့ထမင်းကျွေးဖို့အဲထမင်းကျွေးတယ်အိပ်စီယံနေရာပေးတယ်အဲမုံဘိုးပေးတယ်ဂျင်းဝက်ကစားအလကားကစားခိုင်းတယ်ပညာရေးအလကားတင်ပေးတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါနေပြီးတော့ကျွန်တော်က အဲ့ဒါကြောင့်မို့အဲ့ဒီဆရာတွေကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူးပေါ်ပေကူညီတာနဲ့ကိုတကယ်ထုတ်ခါရောက်တဲ့အချိန်မှာကူညီတာအရင်တန်ဖို့ရှိတယ်ဒါတော့ဆရာအောင်ခံဝင်းဟာကျွန်တော်2000 2008နှစ်နှစ်လုံးလုံးကိုကျွန်တော်ကိုဤပညာတွေဤစနစ်တွေလည်းပေးတယ်ပြီးတော့အဲထမင်းလည်းကျွေးတယ်အဆက်ဆက်ရနိုင်ငံတကာဘွဲ့ကိုရေမောင်တိုင်းပြီးတော့ရှင်ပြိုင်နိုင်ဖို့အတွက်ကိုဆရာအောင်ခံဝင်းရပဲကျွန်တော်ကိုကွန်ထရိုးလုပ်တယ် ုမင်္ဂလာပါမင်္ဂလာပါဒီပထမဆုံးအနေနဲ့ပေါ့နော်ဒီအကိုရရှိခဲ့တဲ့အောင်မြင်မှုတွေကဘာအဆင့်အာရှအဆင့်နောက်ဒီရှေးတောင်အာရှအဆင့်အဲ့ဒါလေးတွေကိုပြည့်သက်သိအောင်ဆက်စချင်းမိတ်ဆက်တဲ့အနေနဲ့ပြောပြပေးကောင်းဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါအာကျွန်တော်နာမည်ကတော့ဒီအရှိတောင်အရှိတောင်အာရှအာရှကဘာကာယဗလပေါ့နော်ချန်ပီယံမောင်မြမာထွန်းမင်းဖြစ်ပါတယ်အခုလက်ရှိကျွန်တော်စု ပြိုင်ပွဲတွေပေါ့နော်ပြိုင်ပွဲတွေကတော့ကျွန်တော်အစ်တောင်အားရှာအစင်းကတော့ကျွန်တော်၂ပွဲပဲပြိုင်မှုတယ်ပြည်တွင်းပွဲဆိုကျွန်တော်၄ပွဲပဲရှိတယ်ကျွန်တော်ဆိုပြည်တွင်းပွဲဆိုရင်ဥက္ကဋ္ဌတွေအတွင်းမှုတယ်ကျွန်တော်ပြေးမပြိုင်ဘူးနိုင်ငံခြားပွဲအတွက်ပဲအဓိကနိုင်ငံခြားပွဲတွေကိုပဲကျွန်တော်ဟိုအမြဲတမ်းသွားနေရအအာရှပွဲတွေများတယ်ဗောနော်အာရှပွဲတွေကဘာပွဲတွေများတယ်ဗောဟုတ်ကဲ့ရခဲ့တဲ့အောက်ကိုလေးပြောပြပေးဒီအစ်တောင်အာရှအစစ်ဆိုလို့ကျွန်တော်တို့အေရှင်2017ဗော 2012ပြည်စည်းကိန်းမှာကျွန်တော်ရွှေတစိမ့်ရတာပေါ့လေပြည်စည်းကိန်းပေါ့ဟုတ်အဲ့လိုပြည်စည်းကိန်းစည်းကိန်းအကျိုးမှာကျွန်တော်ကရွှေတစိမ့်ရတယ်ဒါပြီးတော့ AC စည်းကိန်းမှာအာကျွန်တော်55 kg ပေါ့55 kg ဒီဆင်းရအောက်ဒီဆင်းရတာ65နဲ့ဆင်းရဝိတ်ဆင်းရတာလေအဲ့တော့အဲ့မှာကျွန်တော်ပထမမှန်းထားတာပထမလုံးဝရှူဝါလီပထမပဲဆိုတော့မှန်းတယ်ရဇက်ကထွက်လာတော့ဒုတိယဖြစ်သွားတာ။ဟုတ်။အာရှအဆင့်နဲ့ကမ္ဘာ။ဆန်နိုင်ငံအဆင့်ပေါ့နော်။အဲဒီတော့ကအာရှအဆင့်နဲ့တွားရတာများတယ်ကျွန်တော်က။ဟုတ်။ အာရှအဆင့်နေဆိုလို့ရှိရင်အဲကျွန်တော်ဆိုးဆိုးမှာဆိုလို့ရှိရင်အာရှအဆင့်အာအတန်းလိုက်က65 65ထဲမှာပြိုင်နေပြီးလို့ရှိရင်မစတာဒန်အသက်40 49အဲအဲ့လိုကြီးတခါသွားရင်တော့အယုတ်ကနှစ်ယုတ်နှစ်ယုတ်ရတယ်ပထမဒုတိယပထမဒုတိယရတာများပြီးတော့2014 2014ကျတော့ဟောင်ကောင်မှာကောက်ဟောင်ကောင်မှာကောက်မှာကျတော့အာရှအဆင့်65 kg မှာရွှေတစိပ်ပဲရွှေ ညာရောညာရဲ့ကြတော့ပြီးတော့ဒီစားတခုပေါ့ကျွန်တော်ကကြတော့အိန္ဒိယအိန္ဒိယမှာကြတော့2018 18မှာကြတော့ဒီအာရှဆင်မယ်အာရှဆင်မှာလည်းရွှေတခုငွေတခုပဲဟုတ်ကဲ့အဲ့လိုမစတာတန်ရော 65k kg တန်ရောပြိုင်နှခုလုံးပြိုင်တော့လေတန်လိုက်ရောဟုတ်တယ်ကြည်တန်ပြီးပြီးတော့ဒီကဟောပေါ့ဘူတန်ဘူတန်မှာကြလည်းအတိုင်းပဲအာရှအဆင်အာဘူတန်မှာကြတော့ကျွန်တော်မစတာတန်မပြိုင်လဲရအောင်ဟုတ်ကဲ့ဘူတန်မှာကြတော့ ဒီအတန်းလိုက်ပဲပြန်အတန်းလဲရွှေတစ်ခုပဲရလာခဲ့တယ်ဗောလေဟုတ်ကဲ့ပြီးတော့ကမ္ဘာအဆင့်သွားတယ်တော့2017 2017မှာမလေးရှားမာလကာကျွန်းမှာじゃကမ္ဘာအဆင့်ဟိုမှာတတိယဆူရခဲ့တယ်ဗောဒါမြန်မာနိုင်ငံတနေငံလုံးမှာကမ္ဘာအဆင့်မှာကျွန်တော်ပထမဆုံးထိုးဖောက်တယ်လို့ပြောရမှာဟုတ်ဒါပေမဲ့တတိယဆူဗောနော်အဆင့်ဆူတစ်စိတ်ပထမဆုံးရတယ်ပထမဆုံးကာယဗလာသမားဟုတ်ကဲ့မြန်မာကာယဗလာသမားဟုတ်ကဲ့တတိယဆူရခဲ့တယ်ဗောလေ ပြီးတော့တခါကျွန်တော်ဒီမွန်ဂိုလီယာမွန်ဂိုလီယာမှာကျတော့ကဘာအဆင်ပဲကဘာအဆင်ကိုသွားတော့ကျွန်တော်အတန်းလိုက်အဲဒုတိယရလာခဲ့တော့ဟောအတန်းလိုက်မှာဒုတိယရလာခဲ့တယ်ပြီးတော့ကျတော့ဒီဟိုပေါ့ကိုရီးယားပေါ့ကဲဂျူးပေါ့ဟုတ်ကဲဂျူးမှာကျတော့ကဘာအဆင်မှာရွှေတစ်ခုငွေတစ်ခုဟုတ်ကဲ့ထက်ရလာခဲ့တယ်ပေါ့လေရွှေရရမှာစတာလမ်းမှာလားအာရွှေမဟုတ်ရွှေရတာကကျတော့ ဒီဘာပေါ့အတန်းလိုက်65 kg တန်းမှရပြီးတော့မစ္စတာတန်းမစ္စတာတန်းမှကြတော့အာဒုတိယဖြစ်သွားတာပေါ့လေအဲအဲ့လိုမျိုးလေးဒါကြောင့်မို့အာကဘာအစ်စ်မှာရွှေတစ်ခုငွေတစ်ခုကြီးတစ်ခုဟုတ်ကဲ့ခင်ဗျာကဘာအစ်စ်မှာအဲ့လိုရတာပေါ့အာရှာအစ်စ်မှာလည်းတော့ဟုတ်တယ်ဒါတော့ အကိုရဲ့အောင်မြင်မှုတွေဟုတ်တယ်အကိုကျွန်တော်စပြီးသိတာ2000 2000 2000ဟုတ်ကဲ့ဝင်းရဲ့ကိုကြီးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်စပြီးတော့တတိထားမြင်တတိထားလို့ဆိုရင်ကိုအောင်ခိုင်ဝင်းကလည်းစီကိန်းပြီးကစားကျွန်တော်လူလာလို့2000ကိုစီကိန်းပြီးကစားဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ကိုအောင်ခိုင်ဝင်းရှိတယ်ကိုခွန်မင်းရှိတယ်ဟုတ်တယ်ကိုအောင်ချန်လေးနေတဲ့ဆိုအောင်ချန်လေးရှိမယ်စလိုက်ကြော်မင်းအဲရီယဲပါဝါဂျင်လုံးနဲ့စလိုက်ကြော်မင်းရှိတယ်နောက်ပြီးတော့ဟိုကိုနိုင်ဦးကိုနိုင်ဦးကိုနိုင်ဦးရှိဟုတ်တယ်ဝန်နေနေ ဘိုးဒူဒူတွဲကစားကြတာဒူဒူတွဲကစားကြတာဒီအချိန်မှာကစားနေတာဒီဘိုးချိန်မှာကျွန်တော်မှတ်မှတ်ရရမှတ်မှတ်ရဟုတ်တယ်ကျွန်တော်မေးချင်တာကဒီ2000ခွန်မှာကိုကိုကျွန်တော်ဒီရန်ကုန်မှာစတွေ့ပြီရန်ကုန်ကိုအကိုရောက်ဖြစ်လာတဲ့အကြောင်းပေါ့အကိုကနေရခံကောင်းလို့ကျွန်တော်သိရတယ်ဟုတ်တယ်ဟုတ်တယ်ဒီရန်ကုန်ကိုဘလို့အသက်အရွယ်နဲ့ရောက်လာလဲဘာအကြောင်းကြောင့်ရောက်လာလဲအဲ့ဒါလေးကိုစပြီးသိချင်ပါတယ် ရန်ကုန်ကကျတော့ကျွန်တော်2000မှာကျတော့ကျွန်တော်ကပဏမလက်ရွေးစဉ်အဖြစ်နဲ့အဲကျွန်တော်ရန်ကုန်ရောက်လာတာပေါ့လေဒီရန်ကုန်မရောက်ခင်ကကျတော့ကျွန်တော်နေမြို့လေးတွေမှာပေါ့ကျွန်တော်တို့ကံကောမြို့အဆင့်ပြိုင်ပွဲလေးတွေမှာကျွန်တော်ဝင်ပြိုင်တယ်အဲမြို့နယ်အဆင့်ပေါ့မြို့နယ်အဆင့်မှာစုတွေပါရအဲနဲ့အိမ်ကကျတော့ကျွန်တော်တိတ်အာမပေးဘူးလေကျွန်တော်ဒီအားကစားကိုအမေတို့ကကျတော့ရှေးဆန်ဒီကာယဗရဆိုတာလည်းမသိဘူးလက်ဝဲထိုးတယ်ပဲထင်တာအမရဘူးမလုပ်ရဘူးဆိုတာ အဲ့ဒါနဲ့အိမ်နဲ့အတက်ခံလောပြီးတော့ကျွန်တော်ကကလေးမျိုးကို ပြောင်းသွားကလေးမျိုးကိုကျွန်တော်ပြောင်းသွားတဲ့အခါကျတော့ကျွန်တော်ကလေးမျိုးမှကြောတငယ်ချင်းရှင်မှကျွန်တော်နေရတာကြောတငယ်ချင်းမှအိမ်မှနေပြီးတော့မိပလုံးလေးတွေလှုပ်တယ်တာယာတွေလှီးရတယ်တငယ်ချင်းအိမ်မှလည်းပြီးတော့ကျွန်တော်ပယံလှုပ်တယ်တနည်း250နဲ့ပယံလှုပ်ရင်းနဲ့တငယ်ချင်းအားလို့ငါအဲ့လိုဝိမကျင်တာလို့ကစားကျင်တာတော့ရှိလားဆိုရှိရတဲ့လိုက်ပြအာကျွန်တော်ရဲ့ပထမဦးဆုံး မွေးစားအဖေလိုလည်းပြောလို့ရတယ်ဗောနော်ဆရာလိုလည်းပြောလို့ရတယ်အဖေလိုလည်းပြောလို့ရတယ်ဆွေမတော်မျိုးမတော်ပဲနဲ့ကျွန်တော်ကိုသူကသူရှိရောက်သွားတဲ့အခါကျဘယ်ရလဲတဲ့အဲကျွန်တော်ကံကောရပါလို့ဝါသနာပါလို့လားဟုတ်တယ်ဘာလို့နေကျွန်တော်ပြန်လုံနေတာလို့ဝါသနာပါလားပါတယ်လို့အေးချွတ်ခိုင်းတယ်သူကအေးချွတ်ခိုင်းပြီးတော့ညှစ်ခိုင်းတာဗောညှစ်ခိုင်းတဲ့အခါကျတော့ညှစ်ခိုင်းတဲ့အခါကျအတူတဘောကြရတယ်ဗောလေမင်းပြိုင်မလားတဲ့ဟောကျွန်တော်ပြိုင်ရင်လည်းလို့ပြန်ဘူးလားလေရွာမားတော့ ကျွန်တော်တို့မျိုးနယ်ပွဲလေးတော့ပြိုင်မှုတယ်ပေါ့လေသူကအဲ့လိုမျိုးပြောတော့ပြောတဲ့အခါကျတော့အမင်းပြိုင်ပွဲပြိုင်မယ်ဆိုလို့ရှိရင်အလုံးလုံးလို့မရတော့ဘူးတဲ့အာအလုံးမလို့ကျွန်တော်နေစရာထိုင်စရာမရှိဘူးစားဖို့လည်းအဆင်မပြေဘူးဆိုတော့သူကစားဖို့လည်းပေးမယ်နေဖို့လည်းပေးမယ်အဆရာဥဇော်နိုင်လို့ပေါ့နော်ဟုတ်ကဲ့အဲချန်ပီယံဆန်ပွဲရုံကလေးမျိုးမှာကလေးမျိုးမှာပဲနော်ချန်ပီယံဆန်ပွဲရုံပေါ့ချန်ပီယံဆန်ပွဲရုံအဲကလေးမျိုး ချန်ပီယံကလပ်ပိုင်ရှင်ပေါ့ဟိုမှာကျတော့ကလပ်လို့ခေါ်တာပေါ့ဟဲ့လို့လို့အဲ့ဒါနဲ့ပြောသဘောကြာပြီးတော့ကျွန်တော်ကိုထမင်းလဲကျွေးတယ်ဒါကြီးကိုဖို့တုတ်အဲ့မှာလက်ထောက်နီးပြကြတော့ကိုဖို့တုတ်လို့လည်းခေါ်တယ်ကိုဇော်ထွန်းလို့လည်းခေါ်တယ်ပေါ့အဲ့သူတို့ဆရာတန်ရောက်ကနေလက်ဦးဆရာတွေပေါ့ဟဲ့ကျွန်တော်ရဲ့လက်ဦးဆရာဆိုတဲ့မိဘလို့ထားတာဟုတ်သူတို့ကကျွန်တော်ကိုတာသမီလို့ပဲထားတယ်အမျိုးလည်းမတော်ဘူးအကိုလည်းမတော်ဘူးဦးလေးလည်းမတော်ဘူးလူစိမ့်တော့ကျွန်တော်ကိုသဘောကြလို့ဆိုပြီးတော့ အဲသူတို့ထမင်းကျွေးဖို့အဲထမင်းကျွေးတယ်အိစီယန်နေရာပေးတယ်အဲမုံဘိုးပေးတယ်ဂျင်းကစား အလကားကစားခိုင်းတယ်ပညာရေးအလကားသင်ပေးတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးဆိုကျွန်တော်ကအဲ့ဒါကြောင့်မို့အဲ့ဒါဆရာတွေကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူး ကျွန်တော်ဘဝရဲ့အဲ့ဒီဆရာတွေဒီမှာအကိုအနေနဲ့ဘယ်လောက်ကြာအောင်နေခဲ့လဲကြာကြာတယ်3နှစ်လောက်ကြာတယ်3နှစ်လောက်ကြာ3နှစ်လောက်ကြာ3နှစ်လောက်ကြာကြာကြာနေခဲ့ကစားခဲ့ပြီးတဲ့အချိန်မှာပမာဏလက်ရွေးစဉ်ဖြစ်တာလားပမာဏလက်ရွေးစဉ်မဖြစ်သေးဘူးအဲ့မှာကျွန်တော်ဒီ3နှစ်အတွင်းမှာပြီးတော့ကျွန်တော်တို့ဒီအနောက်မြောက်တိုင်းစစ်ဌာနချုပ်ခေါ်တာပေါ့အဲ့မှာကျွန်တော်ကိုသဘောကျလို့ဆိုပြီးတော့အဲတိုင်းပွဲတွေလိုက်ပြန်တယ်စကိုင်းတိုင်းပွဲတွေလိုက်ပြန်တယ်ကကြတော့ကျွန်တော်ပထမတွေရတယ်အကောင်းဆုံးစုတွေရတယ် အဲသူတို့ကနေပြီးတော့သဘောကျတယ်ဆိုပြီးတော့ကျွန်တော်ကိုခေါ်တုံးတာပေါ့ပြန်မဲ့ပြန်ပေးပေါ့အဲသူတို့နေရာတစ်ခုပေးတာပေါ့နော်အဲဒါလည်းသူတို့6နှစ်ကြာသွားတယ်6နှစ်ကြာနော်ရန်ကုန်အဲမှာ6နှစ်လောက်ကြာတယ်ရန်ကုန်မြောက်သူ6နှစ်လောက်ကြာတယ်အဲ2000ခွင့်ကြာမှာအဲကျွန်တော်အိမ်ဝင်ပြန်တယ်အိမ်ဝင်ပြန်ပြီးတဲ့အခါကျတော့မလုပ်လဲဆိုတော့အိမ်မှာပဲအိမ်ကိုဝိုင်းကူပြီးတော့တလားနှစ်လလုပ်ပေးတယ်ပေါ့လုပ်ပေးတဲ့ကမှာအားကစားရုံကိုတွားပြီးတော့ကစားတာပိုးကမသေးဘူးလေဟုတ်ကဲ့တွားကစား သာသနာကြတော့အလဇာမှုနဲ့ဦးတန်းထိုက်ဦးခေါ်တာပေါ့နော်ခံကောမျိုးအလဇာမှုနဲ့သွားတွေ့တဲ့ခါကျအားတဲ့မောင်ကျော်ကြီးသူကမောင်ကျော်လေဟုတ်ဟုတ်ကျွန်တော်တို့လည်းမောင်ကျော်လေးပဲကျော်ကြီးလို့ခေါ်တာများတယ်အဲ့လိုငင်နာမရကြောင့်ကျော်ကြီးပေါ့နော်အဲတောင်းနာမရထွန်းမင်းပေါ့လေအဲ့ဒါကျော်ကြီးရဲ့မင်းငါတို့မျိုးကနေပြိုင်ပွဲလေးတစ်ပွဲလောက်ပြိုင်ပေးပါလားတဲ့ဟုတ်ရှာပြိုင်ပေးမယ်လို့ဘယ်လောက်ပေးမှာလဲအမောအမောအဲ့လိုကျွန်တော်လမ်းကြီးတွေပါတယ်ဘယ်လောက်ပေးမှာတော့လို့ထောက်ပံ့စရိတ်လေးတွေလို့ကျွန်တော်အဲ့လိုပြောတာ ဟဲ့ဘလောက်ပေးရမှာတော့ခုခေတ်ကာလကုန်စင်းတို့နေကြီးတယ်လို့ဟာတသိန်းခွဲမပေးမယ်တဲ့ဘယ်ပရမရမှာလားတဲ့ပရမရထက်ချမှာလားလို့စူးချမှာလားလို့ဆိုတော့အဲ့ဒါနဲ့တွားမယ်ပေါ့နော်တွားလိုက်တော့မကွေးကိုတွားပြိုင်ဖြစ်တာပေါ့အစရတော့စကန်တိုင်းမှာပြိုင်နေတာပေါ့လေဘလောက်လဲဆိုတော့6နှစ်လုံးလုံးစကန်တိုင်းမှာပြိုင်နေတာပေါ့အဲမကွေးတိုင်းကပြိုင်မယ်လို့ဆိုဆရာလို့ကျွန်တော်မကွေးရနေကျွန်တော်ဟိုဆရာတွေကပြိုင်ပြီးတော့ပြိုင်ဖို့အတွက်ကျွန်တော်ကန့်လန့်နေပေါ့အဲကျွန်တော်ကျွန်တော်သဘောနဲ့ကျွန်တော်ဘယ်တော့မလုပ်ဘူး ကျွန်တော်ဆရာတွေကိုကာရဝါထားတယ်ဆရာတွေကိုခွင့်တောင်းတယ်ဆရာတွေအဟုတ်ပြီဒါဆိုရင်မေတ္တာဝင်ကြည်ပြီ6နှစ်လုံးလုံးအတိုင်းနဲ့ပြည်နယ်မှာအဲ့ဒီအချိန်မှာတိုင်းနဲ့ပြည်နယ်မှာကျွန်တော်ပထမဒုတိယရနေပြီလေဟုတ်ကဲ့ခင်ဗျာအခုကျွန်တော်ဟိုနေမှာရှိတဲ့အိမ်မှာကိုဆယ်ပြေးလောက်ရှိတဲ့စုစိတ်တွေရဟုတ်ကဲ့ခင်ဗျာဆလွယ်တွေရောဘာတွေရောအများကြီးပဲအဲ့ဒါနဲ့မကွေးရနေပြီးတော့ကျွန်တော်ကပြန်ဖြစ်တာ2000ခွန်မှာလေအဲ့တော့ပြန်ပွဲကဘယ်မှာလောက်တာလဲမကွေးမှာလေမကွေးမှာဟမ်မကွေးမှာပြန်ပွဲပေါ့အာမဟုတ်မဟုတ် ဟိုတိုင်းလူရွေးပေါ့အတိုင်းလူရွေးအဲသွားပြိုင်တော့အတန်းလိုက်မှလဲပထမ over wall over wall လဲပထမရတယ်အဲ့ဒါနဲ့ကျတော့ရန်ကုန်ပါလာရန်ကုန်ပါလာတိုင်းနယ်ပြည်နယ်အဆင့်ပေါ့2000ခွန်ပါပဲတိုင်းနယ်ပြည်နယ်အဆင့်မှာပထမထက်ရဟုတ်ကဲ့ပထမထက်ရတဲ့ခါကျတော့နောက်တရက်ဆိုပြီးတော့ကြိုက်တဲ့သဘောကြတယ်နောက်တရက်ကိုဒီကျွန်တော်တို့စီပင်ဥပုံစီပင်ဝင်တဲ့အရာတွေမှာအာတင်းနှန်းကြောင့်မခေါ်ကြည့်တာပေါ့လေအဲသူတို့ကြိုက်တဲ့လူတွေကို5 6ယောက် ဆယ်ရလောက်ရှိမှာပေါ့ခွဲကြောက်ကခေါ်ပြီးခွဲကြောက်ခေါ်ပြီးတော့ပြန်ညှစ်ခိုင်းတာပေါ့ဟုတ်ပြန်ရေးတာပေါ့ပြန်အဲ့ချိန်လောက်တော့ဆရာတခုဖြတ်မိတယ်အဲ့ချိန်လောက်တော့ဆရာဒီဝိတ်တန်းကြတော့ဘယ်ဝိတ်တန်းလောက်မှာပြန်အဲ့တဲ့အချိန်မှာကျွန်တော်ကဟောအရက်အရက်နဲ့အဲငါပြင်နေလက်မအောင်ဟုတ်ကဲ့အဲအဲ့တဲ့အချိန်မှာဘော်ဒဝိတ်နဲ့မခွဲသေးဘူးအဲ့တဲ့၂000ကျွန်နောက်ပိုင်းကြတော့ဘော်ဒဝိတ်တွေဖြစ်ကုန်ကွာဟုတ်ကဲ့အဲ့ဒါနဲ့ရန်ကုန်မှာလည်းအဲ့ဒီမှာလက်ရည်တွေဖြစ်တာလက်ရည်ပမာဏပမာဏပမာဏပဲရှိသေးတယ်ဟိုဘော်နိုင်ငံကြောင်မထွက်ရသေးဘူးဟုတ် ဲ့အချိန်မှာဒီအဖွဲ့ချုပ်ကလည်းမကြွေးသေးဘူးပေါ့လေမကြွေးသေးရတဲ့အခါကျတော့တိတ်မပေးသေးဘူးမကြွေးဘာဖို့မရသေးမရသေးရတဲ့ကျတော့ဘောတော့ခေါ်လိုက်ပြီလားအဲခေါ်လိုက်ပြီခေါ်လိုက်ပြီခေါ်လိုက်ပြီနေစရာလည်းမရှိသေးဘူးနေစရာလည်းမရှိအဲ့နဲ့ဆောင်းခဝင်းနဲ့စတွေ့ရအော်အဲ့ဒါဆိုရင်ကျွန်တော်နှာခေါင်းခွန်မှာစတွေ့ဟုတ်တယ်အကူနဲ့အကူနဲ့တွေ့တဲ့အချိန်မှာအဲ့ဒါပနမလေးရည်သိဖြစ်နေအဲ့ဒါဆောင်းခံဝင်းကဟာလို့ငါမသူကလည်းထမင်းကျွေးလို့မရှိဘူးလို့ပတ်စံ250ပဲကျန်တော့တာလေ နေရာ90ပဲကျွန်တော်ဆိုတော့ဒီပတ်စံလေးကိုရင်တော့မရှိတော့ပတ်စံနေရာ90အောင်တန်ဖို့ရှိတယ်လေဟုတ်ကဲ့ပါအဲ့ဒါဆိုတော့ဟာလို့ဒီပတ်စံကိုရင်တော့မရှိတော့ဘူးဆရာလို့ကျွန်တော်အဲ့လိုလိုသူကရှောင်းခံဝင်လေကိုယ့်ရဲ့မကွေးသားချင်းတော့ကူညီတာပေါ့လေအဖေကလည်းဆိုတော့ကျွန်တော်မကွေးကမကွေးတိုင်းကံကောင်းမျိုးပါပါလို့ရောမျိုးတော့ကံကောင်းမျိုးပါပါလို့ကအာအေးမကွေးရပဲတဲ့အဲ့နဲ့ပြောင်းရဲမင်းမပြောင်းနဲ့ကျွန်တော်ပြောင်းမယ်ဆိုတာကြီးပဲအမေကိုမဒီမှာပတ်စံမရှိတော့ဘူးလေပတ်စံလည်းမရှိတော့ဟာ မပြန်နဲ့တော့ပြန်လို့ရင်မင်းအလှမ်းဝေးသွားမယ်မင်းရွေချက်ကဘာလဲကျွန်တော်ရွေချက်ကနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးတော့ကျွန်တော်ပြိုင်ပွဲတွေဝင်ချင်တာလေးစိတ်ဖြစ်ချင်တယ်ဟုတ်လေးစိတ်ဖြစ်ချင်တာနိုင်ငံတကာမှာပြိုင်ချင်တာပြီးတော့အဲ့ဒါဆိုရင်မင်းရွာကိုပြန်သွားလို့ရင်မင်းနွားဖင်ရိုက်နေရမှာပေါ့တဲ့ဘယ်လိုလို့နိုင်ငံတကာပွဲပြိုင်လို့ရမလဲအဲ့ဒါဘာဖြစ်လဲညာမင်းသူ့ရှိမှနေပေါ့လေသူ့ရှိမှနေတော့မွန်ဘိုးတလောက်ကိုတပေါင်းခွဲပေးတယ်အကိုတို့လာကစားတဲ့အချိန်က ်တလတောင်းဝဲပြီးတယ်ဆိုသူအလုပ်တော့ဝိုင်းကူလောက်ပေါ့ခေအောင်လည်းမတစ်နှစ်လောက်တော့အောင်မယ်တဲ့ရတယ်လို့ကြိုးစားမယ်လို့အကိုနဲ့တွေ့တယ်အကိုနဲ့တူဆော့နေတာပဲလေအဲ့တော့ဆရာအောင်ခံဝင်းရတာဟိုနေမှာရှိတဲ့ဆရာနှစ်ယောက်ရှိတယ်လေအဲ့ဒါပထမဦးဆုံးဆရာတွေအဲဆရာတွေကိုလည်းလုံးဝပြည့်ပဲလို့မရဘူးတရင်ကျွတ်တန်းလဲကျွန်တော်ကာရဝပြုဖြစ်ပါတယ်ဟာဖုန်းဆက်တယ်ဖုန်းထရရနေပါကာရဝပြုလို့ဟုတ်ကဲ့ဒီဆရာအောင်ခံဝင်းကျတဲ့ရန်ကုန်မှာဆိုတော့နေ့စဉ်နှစ်တိုင်း ဒါကျွန်တော်လူတွေအားလုံးကဒုက္ခရောက်တဲ့အချိန်မှာကူညီတာဟာလေဘာနဲ့မှတန်ဖိုးဖျက်လို့မရဘူးမှန်လားမဟုတ်ဘူးပေါ်ပင်ကူညီတာနဲ့ကိုတကယ်ဒုက္ခရောက်တဲ့အချိန်မှာကူညီတာအရင်တန်ဖိုးရှိတယ်ဒါတော့ဆီအောင်ခံဝင်းဟာကျွန်တော်2000 2008 2နှစ်လုံးလုံးကိုကျွန်တော်ကိုနည်းပညာတွေနည်းစနစ်တွေလည်းပေးတယ်ပြီးတော့အဲထမင်းလည်းကျွေးတယ်ဟုတ် အဆက်ဆက်ရနိုင်ငံတကာဘွဲ့ကိုရေမောင်တန်းပြီးတော့ရှင်ပြိုင်နိုင်ဖို့အတွက်ကိုရှောင်းခံဝင်ရပဲကျွန်တော်ကိုကွန်ထရိုးလုပ်တယ်ဂိုင်လန်ပေးတယ်ဟုတ်ကွန်ပေါ့နော်ဆရာကိုထွန်းမင်းဒီရန်ကုန်ရောက်လာတယ်ပဏာတော်လက်ရွေးစင်စရွေးခန်းပြီးဟုတ်တယ်ဟုတ်တယ်အဲ့ဒါအနေမှာဒီကိုအောင်ခိုင်ခွင်းရဲ့ဂိုးချက်မှာနေပြစ်တယ်ဟုတ်တယ်နေပြစ်ပြီးတော့လေးချက်ပြစ်လေးချက်ပြစ်တယ်အဲ့ဒါလေကျွန်တော်မှတ်မိသလောက်ပေါ့နော်မှားကြင်လည်းမှားမယ်ကျွန်တော်မှတ်မိတာကို2009လောက်မှာလက်ရွေးစင်စဖြစ်ဟာအဲ့မှာနိုင်ငံရေးစတဲ့ဟာလားမသိဘူးကျွန်တော်တို့အရှိတအရှာပွဲကျွန်တော်တို့ ဒီ2009မှာကျွန်တော်ယူရီးယားဟုတ်လားယူရီးယားမှာဆရာအောင်ခံဝင်းရဲ့ကျွန်တော်ရဲ့ကိုအောင်စွန်းနိုင်ရဲ့တုံးရောက်သွားတယ်တုံးရောက်သွားတယ်အဲ့မှာအခုအဲ့မှာတော့ရှာရှာနှစ်ပွဲနှစ်ပွဲပြန်ရအောင်အဲ့ပွဲမှာပါရခဲ့လေအဲ့အဲ့ပွဲမှာကျွန်တော်အဖွင့်ကအဖွင့်ကမိုက်တယ်အဖွင့်ကကျွန်တော်နှစ်ဆုရခဲ့တယ်နှစ်ဆုအဲ့မှာနှစ်တန်းရောအရှိတောင်အရှာလည်းပြန်တယ်အာရှအစင်လည်းပြန်လိုက်တဲ့ကကျွန်တော် အဲနံပါတ်၄တခုနဲ့နံပါတ်၅တခုအဲ့လိုရမှာဟုတ်ကဲ့အဖွဲ့မှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဂျားပြက်လေးတခုမေးခြင်းပါဒါအခုမေးကုန်းကဘူလက်ရှိကစားနေတဲ့ကာယဗလလူငယ်တွေပြိုင်ဝဲဝင်တွေအတွက်လည်းအကျိုးရှိမယ်လို့ထင်တယ်ဟုတ်ဟုတ်ကဲ့ဟိုကြောင်းနဲ့ကျွန်တော်ခေါင်းလဲပေါ့လားဟုတ်ဟုတ်ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဝင်လိုက်တဲ့အချိန်မှာအကူနံပါတ်၄၅ရရတဲ့အတိုင်းကအခုဒီတော့အောင်းနေတယ်သို့တော်ပထမဆုံးပွဲမှာအကူအနေနဲ့ ဘာအမားလေးတွေလုံခဲ့ပြီလဲဘာအားမလို့အားမရဖြစ်ခဲ့လဲဒီနောက်လူတွေပြင်လို့ရနောက်လူပြင်လို့ရဖို့တော့ဗောနော်ဒီ2009ပထမဆုံးခြေလန်းပြိုင်ပွဲတွေမှာကျတော့ကိုရီးယားကျတော့ခုနပြောလို့အခုခေတ်ညီငယ်လေးတွေဆိုလို့ရှိရင်အာနိပညာတွေတိုးတက်လာတယ်ဗောနော်နိပညာတွေတိုးတက်လာတယ်အဆရာကောင်းတမကောင်းတွေနဲ့တွေ့တယ်အဲ့တော့ကျွန်တော်တို့ဒီ2009 2009ခုနှစ်အချိန်မှာလက်ရည်စပ်ဖြစ်တဲ့အချိန်မှာကျတော့ကျွန်တော်ဒီဆရာဗော ဆီအောင်ခံဝေးရဲ့ guideline ပြီးတဲ့လို့ဒါကိုလည်းဒီအဆင့်ထိနိုင်ငံတကာကိုရင်မောင်တိုင်းပြီးတိုးလို့ရတာဗောနော်ကိုကိုယ်တိုင်လည်းဒါနိုင်ငံကြားပွဲကိုဘူးမစပြိုင်မှာဆိုကိုကိုယ်တိုင်လည်းအတွေ့အကြုံပိုင်းနည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 ်းဟာလုံးဝမရှိဘူးလေဟုတ်တော့လူကြီးတွေကကျွန်တော်မေးတယ်အာကျော်ကြီးရေရောမေးမကြောက်နဲ့တော့ကျွန်တော်တိုင်မှာလူပေါင်း25ယောက်ဟုတ်ကဲ့ဗျာလူပေါင်း25ယောက်ဆိုတော့လူကြီးတွေကတော့စိုးရိမ်တာဗောလေဟုတ်ပါမလားဗောဖြစ်ပါမလား အဲကျွန်တော်တို့ကြောက်ပြီးတော့မပြန်ရဲမအောင်ကြောက်တာဟာစင်ပြေလာတဲ့အာဆရာလို့ကျွန်တော်အေးဆေးပဲလို့ကျွန်တော်မြန်မာပြည်မှာကျွန်တော်ပြိုင်နေရတယ်လို့ပဲဘာလဲထူးထူးခြားခြားလဲခံစားမှုလဲတိတ်မူခက်ခဲမှုလဲခက်ခဲတယ်ဆိုဘာခက်ခဲလာလဲဆိုတော့ဟိုအစားတောက်တွေတော့ခက်ခဲတာပေါ့အစားတောက်အနေထိုင်နေရကြတော့အပြင်ဟိုတိုက်နယ်ပြည်နယ်ပြိုင်ခဲတုန်းကစားတောက်တဲ့ပုံစံမျိုးနဲ့မတူရောဘူးလေဟိုလေရွေးစရာဖြစ်တယ်လေရွေးလေရွေးတရားရဲ့အဲဒီချိန်မှာအိပ်ရထားမယ် ပရိဖတ်ကိုဘယ်လိုပုံစံစားမလဲအဲဒါအကုန်လုံးကိုဟိုဟာတရက်ကို train အကုန်လုံးကိုထိုးလို့ပြတဲ့အခါကျတော့စီကန်းတကြအဲ့လိုဖြစ်သွားတာပေါ့လေအဲအဲ့လိုလေးတွေရှိတယ်ဒါပြီးတော့ရေဘယ်လိုချိန်မှာရေကိုရှော့ပြီးတော့တောက်ရမလဲကာဝဟိုက်ဒရိုက်ကိုဘယ်လိုချိန်မှာဖြတ်ရမလဲဆိုတဲ့ဟာကြီးကျတော့ဒီလေရည်ဘွားကိုရောက်မှာပဲအခက်ခက်နန်းနာသိရတာဟုတ်ကဲ့တိုင်းနဲ့ပြည်နယ်ပြိုင်နေတဲ့ချိန်တုန်းကတော့ဘာပဲပဲအကုန်စားတာဆိုဘာရှောင်းအကုန်မသိဘူးပေါ့လေအဲ့တော့ဆရာဒီပမာဆုံးပြိုင်မဲ့လူငယ်တွေအတွက်ဆိုရင် အကောင်းဆုံးအကြံ view ချက်တစ်ခုပေးပါဆိုဆရာပါပေးခြင်းလဲအထူးကပထမဆုံးလူငယ်တွေကိုဒီပြိုင်ပွဲဝင်မဲ့ညီငယ်လေးပဲဖြစ်ဖြစ် body beauty ဆော့တဲ့လူပဲဖြစ်ဖြစ်နော်ကျန်းမာရေးဆော့တဲ့လူပဲဖြစ်ဖြစ်ဘလို့ကြံ့ကြံ့ပေးခြင်းလဲဆိုတော့အထူးကနံပါတ်1နီးပြဆရာကောင်းတယောက်ကိုစီးဖူးပါလိလာပါချင်းကပ်ပါနံပါတ်2ဒီနီးပြဆရာတယောက်ရဲ့ guideline လုပ်တဲ့ဟာကိုဣတိမရွေးတည်တည်ချာချာလိုက်နာပါ အစားတော့ပိုင်းဆိုင်ရာတွေအိတ်ဆက်အနာယူမှုတွေရောလေ့ကျင့်ခန့်လုပ်တာတွေရောဒီဆရာတယောက်က guideline လုပ်တဲ့အတိုင်းကိုဒီဆိုင်မမတ်နဲ့ကြိုးကြိုးဆဆလုပ်မယ်ဆိုရင်ကိုလိုချင်တဲ့ပုံစံကိုမြန်မြန်ဆန်ဆန်ရောက်ရှိသွားမှာပါဟောအဓိကတော့တချို့ကြလည်းရှိတယ်အဲဆရာဒါလေးဆယ်ကျင်လေးကျော်လုပ်လိုက်ဆိုရင်ထော်လော်ကန့်လန့်လုပ်တာတို့မလုပ်ချင်းတလို့လို့လုပ်ချင်းတလို့လို့အထက်ကဆရာကိုဒီလူယုံကြည်မှုဟုတ်တယ်ဟုတ်တယ်ဒီလူဒီဆရာကို ယူကြည်လို့ပုံအပ်လိုက်ပြီးအကူလိုက်ပြီးဆိုဒီဆရာရဲ့ကွန်ထရိုးလောက်တာကိုအကုန်လုံးလိုက်လို့မှအဆင်ပြေမှာလိုက်လို့တာတော့မှတလေးတစားလိုက်လို့မှအဆင်ပြေမှာဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုမြင်မြင်ဆန်းဆန်းရောက်မှာဒါက2009ပေါ့နော်ဟိုဒီပထမဆုံးပွဲစေတာအချာအချာပွဲသွားတယ်အဆင်လေးကပွဲဥပ္ပဲလှခဲ့တယ်တလေးမရပဲပွဲဥပ္ပဲပွဲဥပ္ပဲလှတယ်ကိုယ်ပဲအဲ့ချိန်မှာပဲကျွန်တော် တိတာကိုဒီပြည်တွင်းမှာလည်းပွဲတော်ဝင်တယ်မော်တယ်မှာပွဲအငယ်တန်းပွဲဝင်ဒီတန်းမှာတော့အဲ့ချိန်တုန်းကကြတော့ကိုအောင်ခိုင်းဆောင်ခံဝင်းတို့ဆက်ကမိတ်စောဦးတို့ကိုအောင်ဆွေနိုင်ကိုအောင်ဆွေနိုင်တို့တို့တွေကိုခိုင်းလေးတော့မှကိုခိုင်းလေးတို့2010နော်ဟုတ်တယ်အချိန်ကိုကတော့ဒါဒီအကြီးတန်းတော့မဟုတ်သေးဘူးဟုတ်တယ်မော်တယ်မှာအငယ်တန်းပြတယ်ဟုတ်တယ်ကျွန်တော်အငယ်တန်းဟုတ်ဒုတိယရတယ်ပမာရဒုတိယအကိုလုံးနဲ့တူတူကြတယ်ကိုအောင်ချမ်းကိုအောင်ချမ်းလေးဟုတ်အောင်ချမ်းလေးကကျတော့အခုတင်းမတ်တယ်ဝိုင်းတတိဖြစ်ဝိုင်းဟုတ် အခုသူကပထမကျွန်တော်ကဒုတိယမောင်မြတ်မှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါနေထားပါတော့ဆရာလေ2019ခုအနေနဲ့ဒီနိုင်ငံခြားပွဲတွေလည်းကစားရတယ်အများကြီးခဏလောက်ကြော်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်တို့2012ဟုတ်ကဲ့ဟုတ်ကဲ့2012 2012မှာကျွန်တော်တို့2013မှာစီကိန်းလုပ်တယ်စီကိန်းလုပ်တာရန်ကုန်မှာအင်ရှင်လုပ်တာဟုတ်တယ်ပီစီကိန်းနဲ့စီကိန်းတစ်ခုဟုတ်ကဲ့တိုင်ပွဲအကျိုးကာလရောက်လာတယ်ဟုတ်တယ်ဟုတ်တယ်ပီစီကိန်းဆိုပြီးလုပ်တယ်ပီစီကိန်းလုပ်တာအဲ့မှာအခုရွှေတစိမ့်ရတယ်ရွှေတစိမ့်ရရတယ်ဒါပေမဲ့ ီဂိမ်းပြိုင်ပွဲကြတော့အခုငွေတစ်စိပ်ပဲရတယ်ငွေတစ်စိပ်ပဲရအားလုံးဒီကာဗလာအားဒီအတိုင်းဝအားလုံးကအကိုတို့ကိုရွှေမှန်းခဲ့ရွှေမှန်းလိုက်ရဟုတ်တယ်ငွေပဲဖြစ်သွားတယ်ဟုတ်တယ်အဲ့ဒီငွေဟိုရွှေမှန်းထားတယ်လို့အောင်မြင်မှုမရခဲ့ဘူးပေါ့နော်ဟုတ်တယ်အဲ့ဒါဘာကြောင့်လဲအဲ့ဒါလေးသိပြအဲ့ဒါလေးကကျတော့ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်ကကျော်ဝိတ်က65 kg ကနေပြီးတော့55 kg ဒီကိုကျွန်တော်ဝိတ်ဆင်းပေးရတယ်ပေါ့နော်အာမင်းပထမဆုံးလို့ချင်းအောက်ကိုဆင်းလိုက်တယ်55ဟုတ်တယ်အားကြောင့်ဆင်းမယ်အဓိကရွှေရဖို့လို့လား ဟုတ်ကဲ့ပါ55ဒီစင်းပဲစင်းတာစင်းတာအစာအုပ်စင်းတော့လေ့ကျင့်ခန်းကိုပုံမှန်လုပ်နိုင်သေးတယ်နောက်ပိုင်းနေကြတော့ပြိုင်ပွဲနီးတလားလောက်အလိုကြတော့ဘလုံးမမရဝိတ်ချဒီဝိတ်ချဖို့ပဲစဉ်းစားနေရတာတော့လမ်းလျှောက်ဆက်ပေါ်ရပြေးပဲပြေးလိုက်ကာဒီယိုလေးများအာတော်တော်လောက်ရတာအဲ့တော့ဝိတ်ချိန်နေနေကြတော့အဲကျွန်တော်55ဘောင်းဝင်သွားတယ်အဆင်ပြေသွားတယ်ဝိတ်ကိုရအောင်ချိန်နေသွားတယ်လူလက်ဖလက်ပြသွားတယ်ဖြစ်ချင်တော့ဆရာနဲ့ကိုနေတခန်းတက်ကြတာ သူကလည်းဝိတ်ချရတယ်60ဟောဟန်ကွင်းဆိုလဲ60ဒီစင်း60ဒီစင်းအားမလားမသိဘူး60ဒီစင်းရတာဟုတ်တယ်ဆရာ60ဒီစင်းရတာစကားနေတာသူလည်းအများကြီးအများကြီးဝိတ်ကအများကြီးချတာစကားမပြောနိုင်ညာဟုတ်ကတင်တစ်ခုနဲ့တစ်ခုမှာစကားမပြောနိုင်တော့ဆရာကျော်ကြီးရဲ့အရေးကြောင်းဆုံးကတော့လက်ကလေးတို့ပါဦးလေသူကတော့ကြည့်နေပြီလေဟုတ်ကဲ့ခင်ဗျာအဲ့တော့ဆရာလည်းရွှေမှန်းထားတယ်ကျွန်တော်လည်းရွှေမှန်းထားတာပေါ့လေအဲ့မှာဖြစ်ချင်တော့ယူရီယာကျွန်တော်က ယူရီးယားကျွန်တော်ကျွန်တော်ထက်ပြီးကျွန်တော်တခုမင်းနဲ့အဲ့ပွဲမှာကျွန်တော်မှတ်မိတာပထမရောက်လာခိုင်းရဟုတ်တယ်အဲ့ဒါကျွန်တော်မြင်နိုင်အကိုရဲ့ကိုထုံးမင်းလဲဆိုရင်ဒီစီးကိတ်မတိုင်ခင်အာရှပွဲလို့ရှေ့တော့အာရှပွဲလို့မှလည်းတွေ့ပြီသူကမြင်နိုင်တယ်ပထမရတယ်သူမြင်နိုင်ကျွန်တော်မြင်နိုင်ဟုတ်တယ်သူဒီစီးကိတ်မှာလည်းအကိုမကြော်နိုင်ဘူးဖြစ်သွားသူကမကြော်နိုင်ဘူးဆိုတော့သူအဲ့လိုကျွန်တော်တို့ဝိတ်ချင်နေနေမှာတော့ကြာတော့မြန်မာဆိုမြန်မာပေါ့နော်ယူရီးယားဆိုယူရီးယားတခုစီတွားကြပြီမဲ့သူရဲ့ list ထဲမှာကျွန်တော်နာမည်ခေါင်းစဉ်ထဲမှာကျတော့သူရဲ့ list က60 ုတ်ကဲ့ဆရာအောင်ခံဝင်းနဲ့ပြန်တွေ့ရမှာတွေ့ရသူ့နာမည်က55မှာပါမလာဘူးဟုတ်အဲ့တော့ကျွန်တော်ဝိတ်ချိန်တဲ့အခါကျတော့ဝိတ်ချိန်ပြီးပြီးခွာလုတ်တဲ့အခါကျတော့ကျွန်တော်တို့ဝိတ်ချိန်လုံးက55သူ့မပါဘူးကျွန်တော်တို့ထဲမှာ60မှသူဖြည့်နေဒါပေမဲ့ပြိုင်နေနေမှာကြမှာပြီးတော့ဆင်းလာခဲ့တာအာတညာချင်းကမင်းဘယ်တန်းပြိုင်မှာလဲဘာညာလို့ဘောနော်ကျွန်တော်တို့ကအင်္ဂလိပ်နဲ့ကမင်းလည်းကြောက်ပြိုင်ပွဲမှာလည်းတွေ့ကြတာဆိုတော့ကျွန်တော်တို့အတိအသက်ရှောင်းတာ သူ့ကိုရှုံးမယ်ဆိုသူ့ကိုတိတက်ရှောင်လာသူကလည်းတော်တော်ကောင်းတယ်အဲသူလည်းတော်တော်ကောင်းတယ်အဲ့ဒါနဲ့သူလည်းဆရာအောင်ခိုင်းနေတွေ့မှာပဲလို့ကိုအေးစေလွတ်လွတ်ကျွတ်ကျွတ်ရှူရဲกว่าလို့အဲ့လိုပဲဆုံးနေနေလဲကျွန်တော်ထင်တယ်အဲ့တော့အကိုက55မှာရွှေလွတ်လွတ်တက်လက်ယူမယ်ဟုတ်တယ်ခိုင်းအောင်ကြတော့ကိုအောင်ခိုင်းဝင်းနဲ့ပြေးပြေးတွေ့မယ်ကိုအောင်ခိုင်းဝင်းကသူ့နိုင်မယ်နိုင်မယ်ရှင်နှစ်ခုယူမယ်အဲအဲ့လိုမျိုးပါဟုတ်တယ်အဲ့ဒါနဲ့ပြန်လဲပြန်မယ်လို့တော့စီမိုတက်မယ်လို့တော့တန်းစီတော့သူကနောက်ကရောက်လာဟဲ့လို့မင်း 60မဟုတ်လားမဟုတ်ဦးတယ်ငါ55ကိုရောက်ပြီတဲ့အဲ့ဒါလည်းနည်းနည်းဟိုကတွေ့စစ်အဲ့ဒါမှကျွန်တော်သွားပြီလို့ तू อ่ะကျွန်တော်ပွဲတိုင်းမှာ तू ငင်တိုင်းဖြစ်နေတဲ့ခါကျတော့ဟာသွားပြီတော့အဲ့မှန် तू อ่ะတဝက်လောက်ကကြာသွားရင်ဟာစိတ်တက်ကြာသွားရင်ဟာဒီကောင်ကဘလို့နိုင်တော့မှာရောလို့အဲ့ဒါစင်မော်ပြက်ကဲဘာဖြစ်ဖြစ်ကိုလည်းအာကစားစရာရှိတာကစားထားပြီးပြီပေါ့နော်အာလေ့ကျင့်တိုင်းလေ့ကျင့်တိုင်းစားစရာအစားတော့တွေလည်းဝိတ်တွေလည်းရအောင်လည်းခြာထားပြီးပြီပေါ့စင်မော်မှာညစ်ကြတာပေါ့ညစ်တော့ခင်းတဲ့အတိုင်းပဲကိုကဒုတိယဖြစ်သွားတာ သူကပထမဖြစ်သွားဟုတ်ဒါဟို2013ပေါ့နော်ကျွန်တော်တတိထားနေတာစီကိဟုတ်ကဲ့ဒီ2013လောက်ကြီးကအခုပြိုင်နေဟိုကာလာရတဲ့ဟာရှိတယ်မဲ့ဟိုကာလာဝင်လာရှိတယ်မဝင်တဲ့အခါမျိုးလည်းရှိတယ်ဒီမှာလည်းဒီလိုပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တတိထားမိတာအဲ2000 23ပြီးသွားတော့2014လောက်မှာအခုပိုကောင်းလာတယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်ဟုတ်တယ်ဒီနိုင်ငံသားပွဲတွေလည်းပို့ပြီးတော့ရွှေတွေပြီးတော့2014ရဲ့နောက်ပိုင်းကနေကျွန်တော်ရွှေရောက်ရရဟုတ်သိကျင်တာလေးတခုကဘာလဲဆိုတော့2013လောက်အထိမှာကျွန်တော်တို့အမြင်ပေါ့နော်ပြည်သက်တွေလေးလာတဲ့ အကိုကဒီ condition မှာအရင်ကောင်းတယ်ဟာဆယ်လူစုပ်ပြတ်တတ်နေအောင်ကောင်းဒါပေမဲ့ဒီ cemetery ဘိုင်းမှာခါးလေးနည်းနည်းတုတ်တယ်ဟုတ်တယ်ပေါင်လေးတွေကလုံးတယ်ဟုတ်တယ်ဒါပေမဲ့2014ကျောက်အဲ့ဘာဟာအကုန်လုံးပြောင်းလဲွာဟုတ်တယ်ဟုတ်တယ်ကိုဘလူးမျိုးကြောင့်ပြောင်းလဲွာလေလေ့ကျင့်မှုပုံစံတွေပြောင်းလိုက်တာလားကိုအောင်မြင်မှုတွေလည်းပိုရလာဟုတ်ကဲ့အဲ့အဲ့လေးနည်းရှင်းပြအောင်အဲ့ကျတော့2014ကျတော့နည်းနည်းလေးစာတက်လာပြီလေ2013ဒီဟောပေါ်ကျွန်တော်တို့ဒီမြို့နယ်ဘွဲအနေစာပြီး2013ထိကျတော့အဲဒီ စာတိတ်မတက်သေးဘူးပေါ့လေဒီဘက်ကကျတော့အစားတောင်းအနေထိုင်နေရောလေ့ကျင့်ခန်းပုံစံနေရောအာဒီတော်တော်လေးကိုနားလည်လာတယ်အဲဆီအောင်ခံဝင်းကလည်းနောက်ကနေလုံးဝထက်ချက်မခွာသူကကျွန်တော်ကိုကျွန်တော်လည်းတားချစ်တာအဲဘိုးတို့ကျွန်တော်ဘိုးတော်လိုပဲခေါ်တာအဲဆရာကကျွန်တော်ကိုနောက်ကနေလုံးကွန်ထရိုးလုပ်နေတာအဲကျော်ကြီးကျွန်တော်ဒါလေးဆော့ဒူလိုလေးနော်ဒူလိုလေးနော်အဲဒါလေးပုံမစောနဲ့ဒါစားဒါအိတ် ်သူအမြဲတမ်းအချိန်ကြီးကျွန်တော်ကိုဆွဲပေးတာလေဟုတ်ကဲ့ပါကျွန်တော်ပြိုင်ပွဲသူကသူကသူမပါဘူးပေါ့သူမပါဘူးကျွန်တော်ကြောက်ထဲသွားတဲ့အခါတည်းရှိတယ်အဲ့ဒါဆိုရင်စာရေးပေးလိုက်တယ်ကြော်ကြီးဘယ်နေ့မှဘာစားဘယ်နေ့မှဘလို့လေးလုပ်လိုက်ဘလို့ကစားလိုက်ဘလို့အနားယူလိုက်ဆိုတာလေးဆိုအမြဲတမ်းသူကရေးပေးတယ်ဟုတ်အဲဒါကြောင့်မလို့ကျွန်တော်နိုင်ငံသားဝက်တွေဆီယာမပါဘဲနဲ့ကျွန်တော်ကြောက်ထဲသွားတဲ့အခါကြီးဆိုလဲရေရတင်းတင်းနဲ့လုံရဲကန်ရဲ့ စင်ပေါ်မှာလည်းကြောက်တဲ့စိတ်ကြီးရှိတော့ဘူးကွာကိုကကိုကိုကိုယုံကြည်မှုတိုးလာ confidence ရှိလာတာပေါ့ဟုတ် injury ဆိုတော့အခက်မသိရင်ဖြစ်ကြတာပါပဲဆိုတော့ overtraining ဖြစ်ရင်လည်း injury ဖြစ်တယ်ဒါတော့ overtraining ဆိုတော့ဘာလဲ overtraining ဆိုတာကြတော့မိမိရဲ့ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုအတွက်ကြော်လွင်ပြီးတော့ဘလာကြီးခြင်းလို့အလေးလေးအများကြီးနဲ့မနိုင်မနှင်းနဲ့ရိမ်ရွဲ့ပြီးတော့ကစားတာတို့ဒါပြီးတော့နားရမရှိ နားရမထားဘဲနဲ့နေတဲ့နေတဲ့နေတဲ့တောက်လျှောက်ကစားတာအဲ့ဒါလေးဆိုလို့ရှိရင်ဟို over training ဖြစ်တယ် over training ဖြစ်လို့ရှိရင်ကျွန်တော်တို့ injury ဖြစ်ဖို့ကအနည်းဆုံးရှိတယ်ပေါ့နော်အဲ့လိုလေး